မစီအတွက်ကင်မရာတလုံးတည်တံ့ထားရှိသွားမှာဖြစ်တဲ့ကလကပဖလားဘောလုံးပရိသတ်တွေအားရစရာဒီနေ့တစ်ခုထွက်ပေါ်လာပါပြီဒါပေမဲ့ဒီနေ့ကိုနေ့မှာကျင်းပမယ့်ကလကပဖလားပြိုင်ပွဲကိုကမ္ဘာအားကစားရုပ်တံလွင့်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ဒဇန်ကုမ္ပဏီကအကြုံမှုတွေတင်ဆက်မှုပုံစံမျိုးနဲ့တင်ဆက်သွားမယ်လို့ကြေညာလိုက်ပါတယ်အထူးခြားသောအစီအစဉ်ကတော့ကမ္ဘာကောင်းဆုံးကစားသမားတစ်ခုဖြစ်တဲ့လီယိုနယ်မက်ဆီရဲ့အင်တာမိုင်ယာမီအသင်းကစားမယ့်ပွဲစဉ်တွေအားလုံးမှာမစီအတွက်ကင်မရာတလုံးတည်တံ့ထားရှိသွားမယ်လို့ဒဇန်ကကြေညာလိုက်တာပဲဖြစ်ပါတယ် ဒါမစီရဲ့လှုပ်ရှားမှုတိုင်းခြေလှမ်းတိုင်းကိုအနီးကပ်ဆုံးမြင်တွေ့ရမှာဖြစ်လို့မစီပရိသတ်တွေတော့အိမ်မက်တစ်ခုကောင်းတဲ့ပေါ်လာသလိုပါပဲဒီဇိုင်းကုမ္ပဏီရဲ့ဒီကလပ်ကဘာဖလာပြန်ပွဲအတွက်ပြင်ဆင်ထားတဲ့အပြည့်စုံ feature တွေကတော့တကယ်ကိုအမိုက်စားပါပဲဘောလုံးဝကြည့်ရှုမှုတွေ့ကြုံကိုရိုးရှင်းတဲ့ရုပ်တံကြည့်ရှုမှုကနေကြော်လိုပြီးနောက်တစ်ဆင့်ကိုမြင့်တင်ပေးမယ့်နည်းပညာတွေနဲ့ဖန်တီးမှုတွေအများပြပါဝင်ပါတယ်ပထမဆုံးအနေနဲ့ပြိုင်ပွဲရဲ့63ဝက်စလုံးကိုသူရဲ့ platform မှာအခမဲ့ကြည့်ရှုခွင့်ရရှိမှာပဲဖြစ်ပါတယ်ဒါကတော့ပရိသတ်တွေအတွက်အကုန်ကြတတ်သားစီမဲ့ကြီးမားဆုံးခွင့်ရေးပါပဲနောက်ထပ်ထူးခြားချက်တစ်ခုကတော့ဒဏ္ဍာရီတွေကို record camera တွေတက်ဆင်ပေးထားမယ်ဆိုတဲ့အချက်ပါပဲ ဒါကြောင့်ပွဲကိုဒိုင်နူဂျီရဲ့အမြင်နဲ့မြင်တွေ့ရမှာဖြစ်ပြီးပိုပြီးပွင့်လင်းမြင်သာမှုရှိစေမှာပါပရိသတ်တွေနဲ့ကွင်းလေတိုင်ရဲ့ဆုံးဖြတ်ချက်တွေဘလို့ချမှတ်တယ်ကစားမရည်နဲ့ဘလို့ဆက်သွယ်တယ်ဆိုတာကိုနီးနီးကပ်ကပ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ညင်းပေါ်ပေါ်ရကိစ္စတွေကိုတော့ချက်ချင်းပြသမှာမဟုတ်သေးဘူးလို့သိရပါတယ်ဒါပြင်နီးပြားတွေကိုမိုက်ခရိုဖုန်းတွေတက်ဆင်ပေးထားမယ်လို့သိရပါတယ်ဒါကြောင့်နီးပြားတွေရဲ့ဘလော့စကားတွေနီးစနစ်ညွန်ကြားမှုတွေနဲ့ပွဲပေါ်ဆက်လုပ်ရှားမှုတွေကိုပုံမှန်ဒီကပ်စွာခန်းစားရမှာဖြစ်ပြီးနီးပြားရဲ့အတန်အနေထားနဲ့အမူအရာတွေကဘလောက်ထိပြင်းထန်လဲဆိုတာကိုမြင်တွေ့ရမှာပါ တစားအကွင်တွင်းအတွေ့အကြုံကိုပုံမတိကျစေဖို့အတွက်လည်းစီစဉ်နေထည့်သွင်းထားပါသေးတယ်။ဒါကတော့ကစားသမားတွေကိုတွေ့ဖို့လေ့ကျင့်ခန်းလုပ်နေစဉ်တွင် GoPro ကင်မရာတွေတက်ဆင်ပေးထားပါမယ်။ဒါကပရိသတ်တွေကိုကစားသမားတွေရဲ့ပွဲမစခင်ပြင်ဆင်မှုတွေနဲ့လေ့ကျင့်ခန်းပုံစံတွေကိုထဲထဲဝင်ဝင်မြင်တွေ့ခွင့်ပေးမှဖြစ်ပါတယ်။ဒါလည်းမကသေးပါဘူး။ပွဲမစခင်နဲ့ပွဲပြီးချိန်မှာကစားသမားတွေရဲ့အဝေးလေကမ်းနာမြင်ကွင်းတွေကိုပါပြသမယ်လို့ဆိုပါတယ်။ဒါကပရိသတ်တွေအတွက်ဘောလုံးသမားတွေရဲ့အတင်းတွင်ဆက်ဆံရေးတွေကိုပုံမနီးကွက်စွာထိတွေ့ခန်းစားစေရမှာပါ။အတင်းရဲ့ချင်းနေစိတ်တပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ တစင်းရဲ့တင်ဆက်မှုတွေကဒီလောက်နဲ့တင်ရက်တက်မသွားပါဘူး။နေရှင်ထုတ်ဝေမဲ့မဂဇင်းတစ်ခုပါဝင်ပါမယ်။အမွေးတစ်ဆောင်လုံးနေရှင်အသင်းများနဲ့ကစားသမားများရဲ့အချက်လက်တွေနောက်ဆုံးရသတင်းတွေနဲ့သုံးသပ်ချက်တွေအင်တာဗျူးတွေကိုပုံမှန်ဖတ်ရှုရမှာပဲဖြစ်ပါတယ်။ဒါပြင်မာမာဒူဆာကိုနဲ့ကျော့မက်ကီလီလီတို့လိုနာမည်ကြီးဘောလုံးသမားအောင်းတွေကသုံးသပ်သူတွေဖြစ်ပါဝင်မှာပဲဖြစ်ပါတယ်။ဒုတိယအတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေကသုံးသပ်ချက်တွေကိုပုံမှန်စိတ်ဝင်စားစရာကောင်းချင်မှာပါ။ နောက်ဆုံးအနေနဲ့ပွဲတွင်းရေတောင်နားချိန်မှာအတန်တွေကိုထုံးလွှင့်ပေးမယ်လို့သိရပါတယ်။ပရိသတ်တွေပွဲရဲ့ပြင်းထန်မှုကိုအနီးကပ်ဆုံးခန်းစားရအောင်ကစားသမားတွေရဲ့ပြောဆိုသံတွေအထိဖမ်းယူတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒါပြီးအားလုံးကပရိသတ်တွေကိုတကယ်ထူးခြားတဲ့ဘောလုံးပွဲအတွေ့အကြုံမျိုးပေးဆွမ်းမှာအမှန်ပါပဲ။တစဉ်ရဲ့ဒီလိုတီထွင်ဖန်နေမှုတွေဟာဘောလုံးပွဲထုံးလွှင့်မှုနီးပညာကိုနောက်တစ်ဆင့်ကိုတန်လာလိုက်တာဖြစ်ပြီးပရိသတ်တွေကိုရုပ်ရှင်နဲ့ရုပ်တံကြည့်ရှုမှုထက်ပိုပြီးညီမြုပ်ခန်းစားစေနိုင်မယ့်အခွင့်အရေးတွေကိုပေးဆွမ်းမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကလပ်ကမ္ဘာပလပြိုင်ပွဲဟာဒီလိုတင်ဆက်မှုတွေနဲ့ပုံမတက်ဝင်ပြီးစိတ်လို့ရှားစရာကောင်းလာမှာသိကြပါရတယ်။ဒါဟာအနာဂတ်ဘောလုံးပွဲတင်ဆက်မှုတွေတဲ့စံနှုန်းအစ်တစ်ခုကိုတက်မှတ်လိုက်တာလို့တောင်ပြောဆိုနိုင်ပါတယ်။ ီလိုတင်ဆက်မှုတွေနဲ့ဆိုရင်ကလကဘဘလာပရိသတ်တွေအတွက်မမေ့နိုင်စရာပြိုင်ပွဲတစ်ခုဖြစ်လာမှာဒေချာပါတယ်။